မင်္ဂလာပါရှင်ကတိနယူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကို တင်ဆက်ပေးပါရမရှင်ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးသမ္မတ Trend ကို တောင်းဆိုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အောက်တိုဘာမှာသွားရောက်မဲ့ဂျပန်ခရီးစဉ်အတွင်းနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်စုကြည်လွတ်မြောက်ရေးအကူအညီပေးဖို့တောင်းဆိုသွားမယ်လို့သိရပါတယ်။ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့စူပေါင်းတောင်းဆိုစာကိုဂျပန်မှာရှိတဲ့အမေရိကန်တန်ယုံကတဆင့်သမ္မတထရန့်ကိုပေးဖို့သွားမယ်လို့ဆိုပါတယ်။ဒေါ်ဆန်စုကြည်လွတ်မြောက်ရေးအကူအညီပေးဖို့တောင်းဆိုချက်အပါအဝင် အာနာသိန်းစစ်တပ်ရဲ့အရက်သားတွေကိုပြစ်မှတ်တာဖန်စီ နှိမ့်ဆက်တက်ပြက်နေတာတွေကိုအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကိုပါတက်ရောက်နေမှုရှိနေတဲ့ကြားပြန့်လုပ်ငန်းတွေမူရစ်စေဝါပြဿနာတွေအပေါ်အရေးယူဆောင်ရွက်သွားဖို့ကိုလည်းတောင်းဆိုထားတယ်လို့ဆိုပါတယ်။ဒါအပြင်တရုတ်အစိုးရရဲ့မြန်မာစစ်တပ်အပေါ်လက်နက်နဲ့နှီးပညာတွေထောက်ပံ့ကူညီပေးနေမှုမြန်မာအရေးမှာဝင်ရောက်ဆက်ဖက်နေမှုတွေအပေါ်အမေရိကန်အနေနဲ့ကြားဝင်ဟန်တာပေးဖို့လည်းထည့်သွင်းတောင်းဆိုထားတယ်လို့သိရှိရပါတယ်။ ဆလဘီနိုင်ငံပေါင်း183နိုင်ငံပါဝင်သောနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကမြန်မာနိုင်ငံကိုစားပြုအပြည့်ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အတိမတ်ပြုကိုကြေညာဆုံးဖြတ်ပြီး NUG နိုင်ငံခြားရေးဝန်ကြီးကမြန်မာဒီမိုကရေစီအင်အားစုများနဲ့တိုင်းရင်းသားများကိုပံ့ပိုးရန်မြစ်တာရက်ခံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ နိုင်ငံပေါင်း183နိုင်ငံပါဝင်သောနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကမြန်မာနိုင်ငံကိုစားပြုအဖြစ်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အတိအမှန်ပြုကြောင်းတင်ညာဆုံးဖြတ်လိုက်ပါတယ်။ယနေ့ကျင်းပလည်းရှိတဲ့151ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံမှာအမှုဆောင်ကောင်စီအစည်းအဝေးကမြန်မာနိုင်ငံကိုစားပြုအဖြစ်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အဓိကဆွေးနွေးပတ် မိဘအပြင်ဆက်လက်အတိအမှတ်ပြုကြောင်းဆုံးဖြတ်ကြေညာခဲ့ကြောင်းသိရှိရပါတယ်။နိုင်ငံတကာပါလီမန်များအပွဲ IPU ဟာမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုမြန်မာပြည်သူတို့ရဲ့တရားဝင်ကိုစားပြုအဖွဲ့အစည်းအဖြစ်အတိအမှတ်ပြုခဲ့ပြီးပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အနေနဲ့လည်းနှစ်စဉ် IPU ညီလာခံများနဲ့အစည်းအဝေးများသို့တက်ရောက်ခဲ့ပါတယ်။ အခုဆုံးဖြတ်ချက်ဟာအကြံပေးစေအုပ်စုကအတူရောင်ရွေးကောက်ပွဲကျင်းပရန်ကြေညာထားတဲ့အချိန်မှာဆက်လက်အတည်ပြုခဲ့ခြင်းဖြစ်ပြီးပြည်သူ့လွတ်တော်ကိုစားပြုကော်မတီ CRPHR IPU ရဲ့အစည်းအဝေးများသို့မြန်မာပြည်ကိုစားပြုဆက်လက်တက်ရောက်သွားမည်ဖြစ်ကြောင်း မြန်မာအရေးဖြစ်ရှိမှုတွင်နိုင်ငံတကာအတိုင်းအဝန်းရဲ့အကန့်အကန့်နာဟာအရေးပါလာကြောင်းမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်ပခါများကိုလက်တွေ့ကြပြီးရေရှည်တည်တံ့သောဖြစ်ရှိမှုနဲ့ပံ့ပိုးကူညီပေးရတဲ့စစ်မှန်သောလွတ်လပ်မှုလုံခြုံမှုနဲ့ Federal Democracy နိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးကိုပြည်သူလူထုကပြတ်သားခံမှာစွာတောင်းဆိုပြီးကြိုးပမ်းနေခြင်းကိုကမ္ဘာတဝန်းကသိမြင်ပြီးထည့်ရောက်သောအကူအညီများရရှိစေရန်အတွက်ပြည်သူတို့နှင့်ပြည်သူ့စံနာကိုကိုးစားပြုလျက်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီကသတင်းထုတ်ပြန်ထားပါရင်ဒါပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝင်ကြီးဒေါ်စင်မအောင်ကလည်း151ကြိမ်နိုင်ငံတကာပါလီမန်များ IPU ညီလာခံမှာအကြက်အတဲကာလများ၌လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းများကိုမြင့်တင်ခြင်းနဲ့လူသားချင်းစာနာမှုလုပ်ငန်းများကိုပံ့ပိုးကူညီခြင်းကောင်းစဉ်နဲ့ပြုလုပ်တဲ့ January Debate အစီအစဉ်နဲ့တက်ရောက်မိကွန်းပြောကြားခဲ့ကြောင်းသိရှိရပါတယ်။ အန်ယူဂျီနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ရဲ့မိကောမှာမြန်မာအကြမ်းဖက်စစ်တပ်ရဲ့အတူအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ပေးရန် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်ဆူဂျီနိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ပန်းစည်းကံလွတ်တော်ကိုယ်စားလှယ်များအပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုချက်ချင်းချွင်းချက်မရှိလွှတ်ပေးရေးတောင်းဆိုပေးရန်နယ်မြေဒေသအလုံးမှာလူသားချင်းစာနာထောက်ထားရေးအကူအညီများချက်ချင်းအတားအဆီးမရှိရရှိနိုင်ရေးတောင်းဆိုပေးရန်လက်နက်နဲ့လေယာဉ်စီတင်ပို့မှုပိတ်ဆို့ခြင်းအပါအဝင်အလုံးစုံအရေးယူတန်ခတ်ပိတ်ဆို့မှုများကိုချမှတ်ပေးရန်လက်ရှိပြည်ပခါကိုလက်တွေ့ကြတဲ့ဖြည့်ရှင်မှုအတွက်မြန်မာဒီမိုကရေစီအင်အားစုများနဲ့တိုင်းရင်းသား စုအဖွဲ့များကိုပံ့ပိုးပေးရန်မေတ္တာရက်ခံပြောဆိုသွားခဲ့ခြင်းဖြစ်ကြောင်းအခုလိုပဲသိရှိရပါတယ်ရှင်။စတဲ့ရဲ့ရွေးကောက်ပွဲကိုညင်းပယ်ရန်နဲ့နိုင်ငံအကျဉ်းသားအလုံးလွတ်မြောက်ရေးအပါအဝင်အချက်၅ချက်ဆောင်ရွက်ပေးရန်အာဆီယံသို့ NUG, CRPH, NUCC နဲ့တိုင်းရင်းသားတော်လှန်ရေးတပ်များအပါအဝင်အဖွဲ့၂၀ကတောင်းဆိုလိုက်တဲ့ကြောင့်တင်ဆက်ပေးပါမယ်။ အကြံဖက်စစ်တပ်ကပြုလုပ်မဲ့မြေတီရွေးကောက်ပွဲကိုမဆိုညင်းပယ်ရန်နဲ့အတိအမှတ်မပြုရန်နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအပါအဝင်အထက်ငါးချက်ဆောင်ရွက်ပေးရန်အာဆီယံသို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH NUCC နဲ့ KNU ချင်း CNF ကချင်း KPICD ကရင်နီ KNPB IEC အပါအဝင်တော်လှန်ရေးတပ်များနှင့်အဖွဲ့အစည်းပေါင်း20ကယနေ့ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့အချိန်မှစတင်ပြီးမြန်မာအရေးအတွက်ဖြည့်ရှင်ရေးအတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ CRPH ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများတိုင်းရင်းသားရေးရအတိုင်ပင်ခံကောင်စီများ ဖရက်ဒယ်ယူနစ်စနစ်များနဲ့အခြားသောကိုစားပြုအဖွဲ့အစည်းများအပါအဝင်အဓိကသက်ဆိုင်သူအဖွဲ့အစည်းများအလုံးပါဝင်သောဆွေးနွေးပွဲများဇက်တိုက်လှုပ်ဆောင်ခဲ့ကြသော ယနေ့ထုတ်ပြန်ထားသောကြေညာချက်ကိုအစပြုထားပါတယ်။အဆိုပါဆွေးနွေးပွဲများနှင့်တိတိဆက်ဆက်မှုများဟာမြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောအကြက်တဲကိုဖြည့်ရှင်ရေးအကြမ်းဖက်မှုများရက်စဲရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးနိုင်ရေးအားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနှင့်စစ်တပ်ကစီစဉ်ထားသောအတုအယောင်ရွေးကောက်ပွဲကိစ္စကိုဖြည့်ရှင်ရေးမှာပြောရနှင့်အကြံပြုချက်များကိုအကောင့်တွေပေါ်ရေးအားလုံးပါဝင်သော platform တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။ မြမအရေးဆွေးနွေးပွဲတွင်အဓိကသက်ဆိုင်သူအားလုံးကစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံတွင်ဆိုးရွားလာနေတဲ့အခြေအနေပေါ်ဆိုရင်ကြောင့်ထုတ်ပေါ်ပြောဆိုပြီးဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့်လူ့အခွင့်အရေးကိုမြင့်တင်ရန်ဆောင်ရွက်ရန်အတည်ပြုခဲ့ကြောင်းသိရှိရပါသည်။အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်တွေပေါ်ရေးလက်ခံအတည်ပြုထားတော့လေဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်တွေပေါ်ရေးအကန့်အသတ်များရှိနေမှုအပေါ်ဆိုရင်ရကြောင်း စစ်တပ်ကအယက်သားများအပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေပြီးအာဆီယံပြည်ညင်အပါအဝင်ဒီမိုကရေစီစံနှုန်းများကိုပြောင်ပြောင်တင်းတင်းလစ်လျူရှုလျက်ရှိကြောင်းသိရှိရပါသည်။မလေးရှားနိုင်ငံကကမကတပြုခဲ့သောမြမရေဆွေးနေပွဲများတွင်စစ်တရရွေးကောက်ပွဲအငင်းပယ်ရန်တော်လှန်ရေးတပ်များအကြားစုစည်းညီညွတ်မှုတည်ဆောက်ရန်အာဆီယံကပြည့်ပြည့်စုံစုံအရေးယူ ဆောင်ရွက်ရန်အားလုံးပါဝင်သောနိုင်ငံရေးတွဲဆုံဆွေးနွေးမှုအကောင့်တေပေါ်ရန်ဒေတာတွင်တည်ငြိမ်အေးချမ်းရေးဟူသောရွေကျက်ချက်ကိုကိုရက်လက်များအဖြစ်ရရှိခဲ့ကြောင်းသိရှိရပါသည်။ဒါ့အပြင်ဆွေးနွေးဆုံပွဲများတွင်စစ်တပ်ကိုတရားဝင်မှုလုံးဝမပေးရန်လည်းသဘောတည်ညီထားကြောင်းသိရှိရပါသည်။ဒါကြောင့်အာဆီယံအနေနဲ့အကြံပေးစစ်တကပြုလုပ်မယ်မြေတည်ရွေးကောက်ပွဲကိုမစွန်းညှင်းပယ်ရန်နဲ့အတိအမှန်ပြုရန် အရက်သားများအကြမ်းဖက်မှုကာကွယ်နိုင်ရင်အေးအေးယူဆောင်ရွက်မှုများချက်ချင်းလှုပ်ဆောင်ရင်စစ်တပ်ရဲ့အကြမ်းဖက်ရက်စက်မှုများအပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ရန်ဒေါ်ဆန်းစုကြည်တမရဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးချင်းကြွမရှိချက်ချင်းလှုပ်ပေးရတောင်းဆိုရေးတော်လန်အဖွဲ့များကစူပေါင်းတောင်းဆိုထားပါတယ်။ဒါ့အပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်တဲပေါ်ရန်ပြတ်ကွက်နေသောစစ်တပ်ကိုတာဝန်ခံစေရန်တပ်တမန်ရေးအရေးယူမှု အာဆီယံစည်းဝေးများမှာဖယ်ရှားအရေးယူရန်စစ်တပ်ကအာဆီယံဘုံသဘောတူညီချက်ကိုအကောင့်တဲပေါ်ရေးနိုင်ငံတကာနဲ့အတူဖိအားပေးအရေးယူရန်တောင်းဆိုထားပါတယ်။အဆိုပါတင်ညာတက်တွင် NUG, CRPH, NUCC တို့နဲ့အတူ ABSDF, CNSKPICT, KNPB, IEC, မွန်တိုင်းတာ MSFC, NMSBAD, PNFC, PNLO ရန်ကုန်လွှတ်တော်ကဲ့သို့သော Federal Unit များစုစုပေါင်းအဖွဲ့အစည်းတပ်စုစုပေါင်း20ခုပါဝင်ကြောင်းအခုလိုပဲသိရှိရပါတယ်ရှင်။ဆလဘီဖားကန့်မြို့နယ်မလန်းရွာအနီးတဝက်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကအထိနာသည်ဖြင့်လေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်လိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဘာကံမြို့နယ်မလန်းကျေးရွာအနီးတဝက်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကအထိနာနေသဖြင့်လေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း KIA ရင်သတင်းဌာနကခုလိုပဲပြောဆိုထားပါတယ်။ယနေ့အောက်တိုဘာလ6ရက်နေ့နဲ့ပိုင်းအတီပါကက်မြို့နယ်မလန်ကျေးရွာအနီး၌တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှအတီနာလန်ရှိရာယမန်နေအောက်တိုဘာလ10ရက်ညနေ6နာရီခန့်တွင် Jet Fighter တစ်စီးနှင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတအပြင်နနေ့7နာရီခန့်ကလည်းဝိုင်းတွဲလေယာဉ်နဲ့ကိုးကျိန်ကန်လှည့်ပတ်ပြန်ဝဲကဘုံသီးအလုံး40နီးပါးတဲချတက်ခတ်ခဲ့တဲ့အပြင်အော်တိုဘားလာ9ရက်မွန်တဲ12နိုင်ခန်းကလည်း Jet Fighter နဲ့ ဘုံကျဲတက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ဖားကတ်မြို့ဖားကတ်အရှိဘက်ချံမလန်းရွာတဝိုင်းမှာစစ်ကောင်စီလုံးခင်ရန်ကျက်ဘက်ကနေစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားနေတာ၆ရက်နေပါရှိပါပြီ။သူတို့စစ်ကြောင်းထိုးလာတာတော့ KIAK PDF ပူပေါင်းတပ်ဖွဲ့ကပိတ်ဆို့တိုက်ခိုက်တာသူတို့စကားမှာ ဘက်တော်တော်အထိနာတယ်လို့သိရပါတယ်တိုက်ပွဲကတော့ဒီမနက်အထိပြင်းထန်နေတယ်အပြန်လည်လက်နက်ကြီးဒရုန်းပစ်ခတ်နေတယ်စစ်ကောင်စီဘက်ကလည်းမြေပြင်ထိုးစစ်လက်နက်ကြီးဒရုန်းလေးကြောင်းပစ်ခတ်သူရှေ့တိုးလာတာဒါပေမဲ့ KIA KPDF အဖွဲ့ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက် ရှေ့မတိုးနိုင်မဲ့အထိနာနေတယ်လို့ KIA စေတရင်မြေကခုလိုပဲပြောဆိုထားပါတယ်ဖာကံမြို့နယ်နီတဝိုင်တွင်တိုက်ပွဲပြင်းထန်နေသည့်အားလေးလကျော်ကြာမြင့်နေပြီဖြစ်ပြီးစစ်ကောင်စီတပ်သားပြည်သူစစ်ရ ရာဂဏန်ထိကိုက်သေးဆုံးထားကြောင်းအခုလိုထိကိုက်သေးဆုံးမှုများပြားသဖြင့်အကျန်းဖက်စစ်တပ်ကပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးဒရုန်လက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့ရာပြည်သူ60နီးပါးသေဆုံးပြီး290နီးပါးဒဏ်ရာရရှိတာကြောင့်သိရှိရပါတယ်စစ်တပ်ကရကင်လာများကဖားကတ်မြို့အနောက်ဘက်ခြမ်းကိုစစ်တောင်းထိုးတက်ခတ်ခဲ့ပြီးနောက်ခိုအခါဖားကတ်မြို့အရှိဘက်ခြမ်းကိုတက်မဲ့စစ်တောင်းထိုးတိုက်ခိုက်နေခြင်းဖြစ်ကြောင်းအခုလိုပဲသိရှိရပါတယ်ရှင်